သဗ္ဗညုတဉာဏ်ဆိုတာအကုန်သိတယ်လို့ဆိုတာသိချင်လို့စဉ်းစားလိုက်လို့ရှိရင်အဟံတာမရှိဘူးပြည့်ပြည့်စုံစုံကြီးသိနိုင်တဲ့ဉာဏ်စွမ်းတတ္တိလို့ခေါ်တာပေါ့အဲ့တော့လူတဦးနဲ့တူစွမ်းဤတတ္တိချင်းဆိုတာမတူတာကတော့အမတန်မထင်ရှားတယ်တဏ္ဏပုဂ္ဂိုလ်တွေရဲ့အသိဉာဏ်အတိုင်းတာတစ်ခုအကန့်တတစ်ခုမှပဲရပ်ဆိုင်သွားကြတာများတယ်ပေါ့မြတ်စွာဘုရားရဲ့အသိဉာဏ်ကြတော့အတိုင်းတာအကန့်တတစ်ခု တိမရဆိုင်မှုယာဝတကံညေယံတဝတကံညာနံနဲ့သိเสียရှိသလောက်အကုန်သိတယ်လို့ပြောတာအဲ့ဒီစကလုံးကသိเสียရှိတဲ့အတိုင်းတားလောက်အသိဉာဏ်ကရှိတယ်တခါယာဝတကံညာနံတဝတကံညေယံနဲ့အပြန်အလှန်ပြောထားတာဉာဏ်ကြီးရှိသလောက်သိเสียရတွေကလည်းရှိနေတယ်အဲ့တော့ဘုန်းကြီးတို့တွေမှာတော့ ိเสียရတွေကများပြီးတော့တိနိုင်တဲ့ညံဆွမ်းအားကအနည်းငယ်လေးပဲရှိတယ်ပေါ့အဲ့တော့တိเสียရနဲ့တိเสียရအကြောင်းအရာတွေနဲ့တိနိုင်တဲ့ညံဆွမ်းအားဟာအဝင်ခွင့်ကြ မဖြစ်သေးတာဆိုလိုတာအဝင်ခွင့်ကြမဖြစ်သေးတာဟာခုနကလေ့ကျင့်မှုသင်ကြားမှုစွမ်းအားတွေဟာမပြည့်စုံသေးဘူးဆိုတဲ့အသေးပဲပေါ့နော်